မလိုအပ်ဘဲဒေါသထွက်ခြင်းစာပေမှာလာတဲ့အဌာဏကောပဒေါသအကြောင်းကိုဖတ်ရင်ကိုကိုကိုပြန်စင်ချင်းကြည့်မိတယ်အဌာဏကောပဒေါသဆိုတာဓာရိုက်ကတော့အရာမဟုတ်တဲ့အရာတွေမှာအရာမဟုတ်တဲ့နေရာတွေမှာမလိုအပ်တဲ့နေရာတွေမှာဒေါသထွက်တာကို ပြောတာပါပဲ။ အလွယ်ပြောရရင်တော့မလိုအပ်ပဲစိတ်လိုက်မှန်ပါ စိတ်တူနေတဲ့သဘောပါပဲနေပူရင်လည်းနေပူလို့မိုးရွာရင်လည်းမိုးရွာလို့လေတိုက်ရင်လည်းလေတိုက်လို့အေးရင်လည်းအေးလို့စသဖြင့်အလိုလိုနေရင်သဘာဝဓမ္မတွေအပေါ်မှာ မခိုင်လုံတဲ့အာယုံတွေအပေါ်မှာအလိုမကျဖြစ်တာ စိတ်ဆိုးစိတ်တူ ဖြစ်တာစတဲ့သဘောတွေကို စပေကစလို့ပြောတော့အဌာဏကောပဒေါသလို့ပြောတာဖြစ်ပါတယ်တခါတလေဗာမဟုတ်တဲ့အရာလေးတွေမှာ အလိုမကျဖြစ်လိုက် မကျင်မနှက်ဖြစ်လိုက်စိတ်ဆိုးစိတ်တူဖြစ်လိုက်စိတ်ကောက်လိုက်စတာတွေဖြစ်လေရှိတတ်ကြပါတယ်သွေးဆူနေလို့ကိုယ်စိတ်ကို မသိလိုက်ပေမဲ့သွေးအေးသွားလို့စဉ်းစားကြည့်လိုက်တဲ့အခါဘာကြောင့်မကျင်မနှက်ဖြစ်တယ်စိတ်ဆိုးစိတ်တူ စိတ်ကောက်တယ်ဆိုတဲ့အကြောင်းပြချက်ကရေရရရှာမရပဲဖြစ်နေတတ်တယ်။ပို့ဆိုတာကဘယ်သူမှကိုယ့်ကိုဘာမှမလုပ်ရဘဲနဲ့ကိုယ်စိတ်နဲ့ကိုယ့်ကိုအလိုမကျဖြစ်နေတာစိတ်တဲမကျဖြစ်နေတာပါပဲ။နောက်တော့ကိုယ်အလိုမပြည့်ရကမိုးကိုအပြစ်တင်လိုက်နေကိုအပြစ်တင်လိုက်လေကိုအပြစ်တင်လိုက်စတာတွေဖြစ်ကုန်ကြတော့တာပါပဲ။ တခါတလေဘာမှမဆိုင်တဲ့သူတွေအပေါ်မှာကိုယ်အလိုမကြတာတွေကဒေါသအဖြစ်ရောက်သွားတတ်တာလေရှိတတ်တာပါပဲကိုယ်ဒေါသကြောင့်ဘာမှမသိပဲအိတ်နေတဲ့ခွေးတွေကြောင်းတွေတောင်ခြေထောက်နဲ့အကန့်ခံလိုက်ရတာတွေလည်းရှိတတ်တာမဟုတ်လားဆေးရဆန်းကျင်မှုကတခါတလေကိုယ်အလိုမပြေတာက တခြားအယုံတွေနောက် ရောက်သွားပြီးအဲ့ဒီအယုံတွေအပေါ်မှာပောက်ကွဲသွားတဲ့သဘောတွေလည်းရှိတတ်တယ် တခါတလေကိုကိုတိုင်းပါပဲကိုအလိုမကျဖြစ်မှုတွေကတပည့်တွေအပေါ်ရောက်သွားပြီးတပည့်တွေရဲ့ပုံမှန်အလေးအကျင့်တွေပေါ်မှာကိုပဲအပြစ်တွေမြင်ပြီးဒေါသအလျောက်စုမိတာဒေါသအလျောက်ဆုံးမမိတာတွေဖြစ်ကုန်တော့တာပါပဲတချို့မိဘတွေလည်းဒီအတိုင်းပါပဲကိုဒေါသနဲ့ကိုကိုအလိုအတိုင်းမဖြစ်ရကအဲ့ဒီအလိုမကျမှုက သာသမီတွေ့ တူတွေတူမတွေအပေါ်မှာကြောက်စီတော့တာပါပဲမိတ်ဆွေအပေါင်းအသင်းတွေရှားမှလည်းအလားတူပါပဲတခါတလေကိုယ်အိမ်မှာအစင်မပြေတာတွေကဘာမှမဟုတ်ပဲငွေချင်းတွေအပေါ်မှာသွားပြီးပေါက်ကွဲနေတတ်တဲ့အဖြစ်တွေလည်းရှိတတ်တာပါပဲအရင်စတော့ဓာတွေကအထာနာကောပဒေါသရဲ့သဘောတွေပါပဲမလို့အပ်ပဲဖြစ်တဲ့ဒေါသရဲ့သဘော ဘာမှမဆိုင်တာတွေအပေါ်မှာလိုက်ပြီးစိတ်ဆိုးစိတ်တူ အလိုမကျမကျင်မနဲ့ဖြစ်နေတဲ့သဘောပါပဲအမှန်တော့ဘုဒ္ဓဆင်တဘာဝဒေါသကတော့ရှိနေကြတာ ဖြစ်ပေမဲ့တချို့ဒေါသတွေဟာ အကြောင်းပြမခိုင်လုံပဲထွက်နေတဲ့သဘောတွေအများကြီးရှိနေတာကို သတိပြုရမှာဖြစ်ပါတယ်ထွက်တဲ့နဲ့ဒေါသကို ထွက်ဖို့ပြောတာမဟုတ်ပါဘူးဒေါသဆိုတာကတော့ထိနိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ မထိန်နိုင်လို့ဒေါသတွေဖြစ်ကြမယ်ဆိုရင်လည်းအကြောင်းခိုင်လုံမှထွက်တာကဖြေမယ်ဆိုရင်ရှာကြံပြီးဖြေလို့ရသေးတာပေါ့ဘာမှမဟုတ်ပဲထစ်ခနဲဆိုစိတ်ဆိုးလိုက်ထစ်ခနဲဆိုစိတ်တူလိုက်ထစ်ခနဲဆိုအလိုမကျဖြစ်လိုက်ဟိုကလည်းအလိုမကျဒါလည်းအလိုမကျဟိုလိုလည်းမဟုတ်ဒီလိုလည်းမဟုတ်ဟိုလိုလုပ်လဲအဆင်မပြေဒီလိုလုပ်လဲအဆင်မပြေအလိုလိုနေရင်မကျင်မနက်ဖြစ်နေတာတွေကတော့ ဒါဟာအဋ္ဌာဏကောပဒေါသရဲ့သဘောပဲဖြစ်ပါတယ်မလို့အပ်ပဲဖြစ်နေတဲ့ဒေါသသဘောပါပဲတစ်ဖက်ကလည်းဒီလိုဒေါသမျိုးတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့ကိုယ်စိတ်နဲ့ကိုယ်ကိုကိုယ်အလိုတိုင်းမဖြစ်တာတွေကဆတာပါပဲစိတ်ဖြစ်စီမှုတွေအလိုမကျမှုတွေတရားမရှိမှုတွေတတိမကတ္တာတွေကမလို့အပ်ပဲထွက်ပေါ်တတ်တဲ့ဒေါသတွေအဖြစ် ပုံပေါ်လာခြင်းကြလာကြခြင်းပဲဖြစ်တယ်။အဓိကကတော့တတိမကတ်မိကြလို့ပါပဲ။တတိမရှိတော့စိတ်ကိုမသိတော့ပဲ။အဲ့ဒီမသိမှုကကာယကံမြောက် ဝစီကံမြောက်မနောကံမြောက်ကျွလွန်တဲ့အထိရောက်သွားစေတော့တာပါပဲ။တတိပြောက်တော့အတိပါပြောက်ပြီးမသိတာတွေရောက်လာရကမရှိရင်လဲဒေါသဖြစ် မကြည်ရင်လဲဒေါသဖြစ် မကောင်းရင်လဲဒေါသဖြစ် မပြောင်းရင်လဲဒေါသဖြစ် လိုရင်လည်းဒေါသဖြစ်လိုတာမရရင်လည်းဒေါသဖြစ်စသဖြင့်ကာလဒေတာပုဂ္ဂလနဲ့သဘာဝတွေပါမကြံအလုံးအပေါ်မှာအဋ္ဌာဏကောပဒေါသမလိုအပ်ပဲဒေါသတွေဖြစ်နေကြတော့တာပါပဲဆိုတော့ကပုထုဇဉ်သဘာဝဒေါသထွက်တာတော့ရှိကြတာဖြစ်ပေမဲ့အဲ့ဒီဒေါသတွေကိုဘာပဲဖြစ်ဖြစ်ထွက်နေတဲ့ဒေါသမျိုးမဖြစ်ရအောင် ကိုယ်ကိုယ်ကိုတတိလေးကပ်ပြီးဆင်ခြင်တက်ကိုယ်စိတ်ကိုတတိလေးနဲ့ထိန်းတက်တဲ့အကျင့်တွေရှိဖို့လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်ဒီလိုလေ့ကျင့်ရမှာလဲတရားအသည့်တွေရှိလာအောင်ကုသိုလ်တရားတွေမှာပျော်မွေ့လာအောင်ကောင်းတဲ့အလုပ်တွေမှာလှုပ်ခြင်းကံဉာဏ်စိတ်ရှိလာအောင် ကိုယ်ကိုယ်ကို ပြုစု ပြုထောင်ကြည့်ရမှာဖြစ်ပါတယ်စိတ်ကိုဆင်ခြင်မှုအပိုင်းမှာတရားတော်အပေါ်အခြေခံပြီးဆင်ခြင်မှုဟာအပြစ်ကင်းပြီး မှန်ကန်တဲ့စင်ကျင်မှုပဲဖြစ်တဲ့အတွက်ဖိအားတွေများအတိတ်တရားတွေပါပြီးမတရားအားတွေများလာတဲ့အခါမှာတရားအရာတွေကိုအပြုတ်တာထက်တရားတော်ကိုအပြုတ်ပြီးတရားနဲ့စင်ကျင်နိုင်အောင်လေ့ကျင့်ကြည့်တာဟာအကောင်းဆုံးပါပဲ။ကောင်းတဲ့အလို့ဆိုတာလှုပ်ချင်လဲလှုပ်မလှုပ်ချင်လဲလှုပ်ရမှာဖြစ်တဲ့အတွက်တရားတော်နဲ့ပတ်သက်ပြီးလဲမနာကျင်လဲနာ မကြိုက်လဲနာ အကျင့်ကျင့်လဲကျင့်နိုင်အောင်ကြိုးစားပြီးကိုယ့်ကိုယ်ကိုတရားအသိတွေတိုးအောင်လုပ်ရမှာဖြစ်ပါတယ်။တရားအသိတွေများလာလို့ရှိရင်ကိုယ်စိတ်နဲ့ကိုယ်ကိုယ်မှာယုံကြည်မှုသရာတရားတွေတိုးလာပြီးတတိတရားတွေလည်းများလာမှာဖြစ်ပါတယ်။တတိများလာရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမားလည်းနည်းလာမှာဖြစ်ကအမားနည်းလာခြင်းဟာ မလိုအပ်တဲ့အရာတွေမှာဖြစ်ပေါ်တတ်တဲ့အလိုမကျမှုဒေါသတွေအထိအမှန်ညှိသွားနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါတတိရှိနေခြင်းရဲ့တက်ရောက်မှုအကျိုးဆက်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒေါသဆိုရင်ဘယ်လိုဒေါသမျိုးမှကောင်းကျိုးပြုတာမရှိပေမဲ့အကြောင်းအကျိုးသဘောနဲ့ဖြစ်ပေါ်လာတဲ့ဒေါသမျိုးဆိုရင်အဆိုးတဲ့ကအကောင်းအနေနဲ့အကြောင်းပြလို့မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့အရာတွေမှာဖြစ်ပေါ်တတ်တဲ့အဋ္ဌာနကောပဒေါသလိုဒေါသမျိုးမဖြစ်အောင်တော့ကိုကိုကိုဓမ္မကိုအခြေခံတဲ့တတိတရားမျိုးအတိတရားမျိုးနဲ့ဆင်ကျင်ရင်တရားဆိုရင်ကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေနာယူမှတ်သားသင်ယူလေ့ကျင့်နိုင်အောင်ကြိုးစားကြပြီးအဲ့ဒီတရားအတိနယ်ပဲဘဝမှာမလိုအပ်တဲ့အရာတွေမှာဖြည့်စေရာရနိုင်အောင် လေ့ကျင့်နေတိုင်းကျင့်သုံးကြရမှာဖြစ်ပါတယ်မလိုအပ်ပဲဖြစ်နေတဲ့ဒေါသတွေဟာတတိမပါပဲဖြစ်ဖြစ်သွားတာဖြစ်တဲ့အတွက်တတိကိုအထူးပြုပြီးတော့ဓမ္မအတိတရားအတိလေးနဲ့ညှိပြီးတော့နေနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်